ဟယ်လိုโอเคတချို့ကပြောကြတယ်အလုပ်တကူဆောက်လုပ်ဖို့အတွက်တဲ့ကိုယ့်ကိုအာယုံကြည်ချက်မရှိဘူးပေါ့နော်အာယုံကြည်ချက်ရှိအောင်လို့ဆိုလိုလုပ်ရမယ်လုပ်ငန်းတစ်ခုစကျင်တယ်ဝင်ငွေလမ်းကြောင်းတစ်ခုဖန်တီးကျင်တယ်ဝင်ငွေတစ်ခုရကျင်တယ်ပေါ့နော်အဲ့တော့ online မှာပဲဖြစ်ဖြစ်အာ offline မှာပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင်အစ်စ်နှစ်စစ်ပဲလုပ်ရမယ်အဲ့နှစ်စစ်ကိုတော့လုပ်နိုင်ပြီဆိုလို့ရှိရင်တေးချတယ်မစ်ဆွေဒီဝင်ငွေလမ်းကြောင်းဖန်ဤပီးသားလည်းဖြစ်သွားလိမ့်မယ်အဲ့ပထမတစ်ချက်ကဘာလဲဆိုတော့နံပါတ်1နော်ဥပ္ပကိုယုံကြည်ပါ ကိုကိုကိုယုံကြည်မှုဒီနံပါတ်၁ပါအဲ့တော့ပိုဒီရှိပါမလားလုံနိုင်ပါမလားအောင်မြင်ပါမလားရက်ပါမလားဆိုတဲ့ဟာတွေကိုဘေးဖယ်လိုက်ပါအော်လူတွေငါ့ကိုဝေဖန်မလားကဲ့ရဲ့မလားဟဲ့လားလူတွေကငါ့ကိုငါချရှုံးသွားလို့ရှင်ရှုံချမလားနော်ငါဆုံးရှုံးသွားလို့ရှင်ငါ့ကိုလူတွေကမခေါ်ဘဲနဲ့နေမလားအဲ့ဒီအတွေ့တွေကိုလုံးဝထုတ်လိုက်ပါကိုကိုကိုယုံကြည်မှုနဲ့စတင်ဘာကြီးပဲဖြစ်နေဖြစ်နေငါပုံကယုံကြည်ရဲ့ငါအကောင်းဆုံးလုပ်နိုင်တယ်ဆိုတာကိုယုံကြည်တယ်ငါအကောင်းဆုံးလုပ်မယ် အတော်ဆုံးလုပ်မယ်အရာအလုံးငါလုံးနိုင်တယ်အရာအလုံးငါဆုံးဖြတ်ချက်ချနိုင်ရဲ့ဆိုတဲ့ကိုယ့်ပုံကိုယုံကြည်မှုဒီနံပါတ်၁ပါအဲ့နံပါတ်၂ကဘာလဲဆိုတော့သူများကိုယ့်ကိုယုံကြည်လာအောင်လုပ်ကအဲ့တော့ဒီနေရာမှာသူများကိုယ့်ကိုယုံကြည်လာအောင်ယုံကြည်မှုတစ်ခုပေါ့နော်သူများဆိုတော့ဒါလူတွေပေါ့လူတွေဆိုလို့ရှိရင်ကိုယ့်ကိုပတ်စံပေးမယ် customer တွေလို့လည်းပြောလို့ရတယ်ကိုနဲ့လုပ်ငန်းအတူလုပ်မယ်မိတ်ဆွေတို့လိုလည်းပြောလို့ရပေါ့နော်အဲ့တော့လူတွေရဲ့ယုံကြည်မှုရဖို့အတွက်ကျမတို့ဒီ personal brand ကိုပေါ်တယ်အဲ့ ကိုယ့်ရဲ့ brand ကိုယ့်ရဲ့အမှတ်တံဆိပ်ကိုယ့်ရဲ့ထုတ်ကုန်လေးကိုဒီဆောက်ဖို့အရေးအရေးကြီးပါအဲ့တော့ဒီဟာကိုဒီဆောက်တဲ့နေရာမှာတချို့ကအာ okay ကျွန်မကဒါလေးရောင်းနေတယ်ပြီးသွားပြီတကယ်ထဲနဲ့နောက်လေးကြရင်နောက်တယ်နောက်လေးကြရင်နောက်တယ်ဒီအဲ့လိုလုံးလို့မရအောင်အဲ့တော့ကျမတို့ကကိုယ့်ရဲ့ကိုယ့်ကိုယ်ကိုယ့်ကိုယ်လူများတွေဟလာကာစတမာတွေအဆက်ပေးမဲ့လူတွေယုံကြည်မှုရှိအောင်အတွက်ဟိုဒီဘယ်အရာနဲ့ညီငွေရှာစီနာအဲ့ဒီဟာတကုတ်တိရဥမာ အအခြေရောက်ပြီးတော့ငွေရှာကျင်လာလားဟုတ်လားအာဟင်းနေထမင်းနေရောက်ပြီးတော့ငွေရှာကျင်လာလားဟုတ်လားပစ္စည်းပစ္စယတွေရောက်ပြီးတော့ငွေရှာကျင်လာလားကော့စမက်တစ်တွေရောက်ပြီးတော့ငွေရှာကျင်လာလားအဲ့ဒါကိုတိပြီဆိုလို့ရှိကိုသွားမဲ့လမ်းကြောင်းပေါ်မှာကိုရဲ့ကျွမ်းကျင်မှုကိုရဲ့သိမှုပေါ်နော်ဒီလိုမျိုးကကိုဘလောက်ကျွမ်းကျင်လဲဘလောက်ငားလဲလဲအဲ့ဒီအရာတွေကိုယူနေညောင်ချပြမှုလေဒါမှလူတွေကအိုး तू ကဒီလုပ်ငန်းမှာတကယ်ကျွမ်းကျင်ပါလားအဲ့တော့မှပဲရေရှိလူတွေရဲ့ယုံကြည်မှုကိုရှာနောက်တစ်ခုဒီအမြဲတမ်း ဒီကာဆမာတွေနဲ့အမြဲတမ်းလူတွေနဲ့ကိုယ့်ရဲ့ fan တွေနဲ့အမြဲတမ်းထိတွေ့မှုအမြဲတမ်းရှိရပေါ်လိုက်တောက်လိုက်လုပ်လို့မရအဲ့တော့ design မမတ်လုပ်ကိုနေတိုင်းအချိန်မှန်ဗီဒီယိုတင်မယ်ဆိုရင်လည်းဗီဒီယိုတင်ရမယ်ကိုလုပ်နေတဲ့အလုပ်မှာစိတ်ပါကီဖြစ်စေမပါကီဖြစ်စေဘာကြီးပဲဖြစ်နေဖြစ်နေဖြစ်နေကိုဒီပုံမှန်လုပ်နေရဒီနေ့ပဲမှာကိုဒီအလားဆွဲလုံးကဝရိယနဲ့ပုံမှန်ရှိနေနေနောက်တစ်ခုကပြောတဲ့စကားတွေဒီ ဟိတာစေတနာဂယုနာပါတဲ့စကလုံးတွေဖြစ်ကြမယ်။လူတွေအပေါ်ကိုအလားစင်နာတနာတတ်တဲ့မှန်ကန်တဲ့စကလုံးတွေဖြစ်ဖို့လည်းအရေးအကြီး။အတချို့ဆိုလို့ရှိရင်ကျမမလေးရှားမှာ online လောက်လာတာဆို17နှစ်ကျော်သွားပြီပေါ့နော်။အဲ့တော့ဘာလို့တွေ့လာလဲဆိုတော့တချို့တွေကပစ္စည်းတစ်ခုရဲ့အောင်းနာဆိုတာအဲ့ဒါမသိ။အငွေရရပြီးတော့တချို့တွေကတော့ဒီပစ္စည်းนี่မကောင်းမကောင်းဆိုတော့တို့သိ။တို့ကိုယ်တိုင်လည်းမတော်ဘူး။ဒါပေမဲ့ကားဆရာမှာအချိန်ကြလို့ရှိရင်နော် အာဘလို့ကောင်းလဲ၃ရက်နဲ့ဘလို့ကောင်းလဲ၄ရက်နဲ့ဘလို့ကောင်းလဲတကယ်တကယ်တော့ကောင်းမလားအဲ့တော့ဘာဖြစ်သွားလဲဆိုကိုပြောတဲ့စကားနဲ့ကိုလုံးကြီးကိုလုံးနေတဲ့အလုပ်တွေနေရမတူတော့မတူတဲ့အချိန်မှာစမတို့လူတွေရဲ့ယုံကြည်မှုကိုမရအဲ့တော့အမြဲတမ်းအများရဲ့ပြဿနာအများဖြစ်နေတဲ့ဒုက္ခတွေကိုဘယ်လိုဖြစ်ရှင်းပေးမလဲမေတ္တာစေတနာဂေယုနာမုရိတာပွားပြီးတော့ဒီလိုမျိုးစိတ်နဲ့လူများတွေရဲ့ယုံကြည်မှုကိုချွားလို့တိဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ အနည်းဆုံးတစ်ရက်နှစ်ရက်တစ်ပတ်နဲ့မရပါဘူးအနည်းဆုံး၃လ၃လအနည်း၆လခွဲ့အကယ်၍သူများတွေရဲ့ယုံကြည်မှုရသွားပြီဆိုလို့ရှိရင်တော့ဟိုဘာပဲလုပ်လို့အစ်စ်ကြီးကိုယ့်လူတွေကချစ်သွားပြီကိုယ့်လူတွေကရှုံချီသွားတယ်အော် तू ကအပြောနဲ့အလုံးနဲ့ညီးတယ်အတချို့တွေဆိုလို့ရှိရင်လည်းချစ်တယ်နိုင်မော်မှာတော့လူတွေကိုငိုတီတက်စေမဲ့စကားတွေပြောတယ်ဟဟလာအလူတွေကိုအဲစိတ်စိတ်ကပ်ပိုင်းဆိုင်ရာတွေပြောတယ် အဲသူကိုယ်တိုင်ကျတော့ Facebook တို့ TikTok တို့မှာစွေးနေတာတွေတင်နေလွမ်းနေတာတွေတင်နေအအများရန်မကောင်းတဲ့စကားတွေပေါ့နော်မကောင်းတဲ့ဟာတွေအဲ negative တွေတင်နေဆိုလို့ရှိရင်ဟာသူကကျတော့လူတွေကိုအစိတ်ချမ်းသာဘလို့နေဘလို့နေဟောသူကိုယ်တိုင်ကကျတော့စိတ်ဆေးရနေတယ်ဒါမျိုးဆိုလို့ရှိရင်လေအပြောနဲ့အအလုံးနေမငြိပြန်ဘူးပေါ့နော်အဲ့ဒီခါကျလို့ရှိရင်လေ customer တွေရုံမှာတန်တရာဖြစ်နေဟုတ်ကျမတို့ကကိုသွားမယ်လမ်းကြောင့်ကိုဝင်ဝင်လို့ရှင်တဲ့နေရာနော်အာယောက်ျားလေးတွေဆိုလို့ရှိရင်လေ ာ digital ဘိုင်းနဲ့သွားမယ်ဆိုလို့ရှိရင်လည်းဒီဘိုင်းတွေမှာကိုဘလောက်ကျွမ်းကျင်ကြောင်းလုပ်ရမယ်နောက်တစ်ခုကဆဆချင်းမှာလူတွေကိုအမီးပေးဖို့လိုတယ် free ပေးဖို့လိုဒါမှလူတွေကတော်တော်သူကဒီဘိုင်းမှာတကယ်ကျွမ်းကျင်ပါလားဟာသူကတကယ်လုပ်တတ်ပါလားဒါမျိုးတွေနဲ့မှကျမတို့ကကျမတို့ရဲ့အမှတ်တစိတ်ပြီးဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ချက်ပဲညာရည်လည်းမရှိဘူးအရေးကြီးတယ်ဆိုတာနောက်မှာငွေဘလောက်ရှင်းရမလဲဒါတွေမဟုတ်ဘူးနံပါတ်1ဒီယုံကြည်မှုကိုကိုကိုယုံကြည်ယောဂအီမှာကိုကိုကိုယ်တော်မှာ ကိုကိုဘူကိုဟောင်းမမယုံကြည်ဘူးဆိုလို့ရေကတူကကိုလာပြီးရောယုံကြည်မှာဟုတ်တယ်မလားအဲ့တော့ကျမတို့ဒီအမြဲတမ်းပြောပါတယ်ကျမတို့မှာငွေရပါဖះကပေးလိုက်တယ်အစွမ်းစားလေးရှိတာအထဲထဲမှာမြုံနေတာအဲ့အဲ့လေကျမတို့ဒူးပေါ်တက်ဖို့တို့တဲ့အဲ့ဒူးပေါ်တက်ဖို့ကြာတချို့တွေကအလွယ်ဆုံးတစ်ခုကိုကျမတို့ပြန်ကျမတို့ကလူတွေကလက်သေးတွေရှိလာတယ်စပင်းတွေရှိလာတယ်မျက်တောင်တွေရှိလာတယ်ဟုတ်လားတစ်နှစ်တည်းတစ်နှစ်ခန္ဓာကိုယ်ကြီးကဝသွားလိုက်ပိန်သွားလိုက် အဲစသဖြင့်ဖြောင်းလဲနေမြင်ရတဲ့အရာတွေတောင် ပြောင်းလဲတယ်ဆိုရင်ရင်ထဲမှာရှိတဲ့ cells တွေမမြင်ရတဲ့အုံနောက်ကလိုင်းတွေ wave တွေဟာလား vibration တွေ frequency တွေကျမတို့ဈာန်ထဲမှာရှိနေတဲ့မတိစိတ်တို့ဘာလို့ကအငြင်းလက်ဖြောင်းနေနေလဲအဲ့ဒါတကူရိုးရိုးလေးပဲတွေးကြည့်ဟုတ်တယ်မအစီအမပြောင်းနေတယ်ဆယ်အသွေးမှာပိုတော်မှပြောင်းပြီးခုလူတွေကတနည်းတည်းတနည်းအသက်တွေကြီးလာတယ်စပင်းတွေရှည်လာတယ် ပြောင်းလဲလာတယ်။ဒါပေမဲ့ဘာတွေမှပြောင်းလာဘူးလဲဆိုတော့ယုံကြည်မှုနေမြေဟုတ်မလား။ကိုယ်ရင်တော့ယုံကြည်မှုပဲ။လုံးခဲ့တဲ့ခုနှစ်နှစ်ကလည်းဒီယုံကြည်မှုနဲ့၁၀နှစ်ကလည်းဒီယုံကြည်မှုပဲ။ကိုယ်သက်၁၀နှစ်မှလည်းဒီယုံကြည်မှုနဲ့ပဲတက်လာတယ်။၂၀မှလည်းဒီယုံကြည်မှုနဲ့၃၀မှလည်းဒီယုံကြည်မှုနဲ့အာယုံကြည်မှုလဲ။အရန်စူးစမ်းမှငွေရှာလို့ရတာ။အလုပ်တွေအများကြီးလုံးမှပတ်စံရတာ။ပတ်စံဆိုတာကကက်စီကုတ်ရတယ်၊ရွှေတာရတယ်။ပတ်စံဆိုတာမသုံးရဘူး။အရေးပေါ်ဖြစ်မှသုံးရဟဲ့ဟုတ်လား။ငွေဆိုတာရှာရခက်တယ် အားတို့တွေကအဲအောက်ချက်ကနေတက်လာတဲ့လူတွေမို့လို့တထေးတွေလိုမျိုးပတ်စံကိုဖြုံးစရာမလိုတထေးတွေဆိုတာကအဲဝင်မိသွားလို့ချမ်းသာသွားမကောင်းတာလုပ်ပြီးတော့ချမ်းသာသွားတာတထေးတွေနဲ့မပေါင်းနဲ့သူတို့စိတ်သက်တည်ကူးလာမယ်အားတို့တွေကရေရိုးတတာကြိုးကြိုးစားစားဥမာအာဇီဝဘာညာခွိကွာဆိုအဲချုံကြည့်ချက်ယောဂအိမ်မှာသူများတော်မှာလုံနိုင်ကျမတို့လည်းလုံနိုင်တယ်အားလုံးကလူသားတွေကြီးပဲလေအားလုံးကအချိန်24နာရီရွယ်ရချတာဟုတ်လား အားလုံးကပူကျိုးဆိုင်ဖြစ်တယ်။ဒါပေမဲ့ကို့မှာပူကျိုးဆိုင်ငါဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်အရင်ရှိဖို့လိုတယ်။အဲ့ဒါရှိရင်90ရာခိုင်နှုန်းကပိတ်ချနေဒါမှမဟုတ်လူတွေတော်တော်များများလောက်ကလောက်ပြီးယုံကြည်ချက်မရှိဘူး။မမယုံကြည်ရလဲကို့ကိုကိုမယုံကြည်ဘူး။သူများကိုကြားလို့ယုံကြည်။ဟဲ့ तू တော်လိုက်တာ तू လုံနိုင်လိုက်တာကို့ကရောပိုလေးလုံနိုင်တယ်။ပိုလေးလုံနိုင်ကျမတို့မှာမွေးရပါရင်ချင်းရှိပြီသား။အဲ့တော့ကျမတို့ကအခုနောက်လိုမျိုးဆိုလို့ရှိရင်မနေ့တိုင်းမှာ affirmation တွေယူလို့ရတယ် ငါအကောင်းဆုံးလုပ်နိုင်တဲ့လူငါအတော်ဆုံးငါငွေတွေအများကြီးရှာနိုင်တဲ့လူငါငွေကိုလွယ်လွယ်ကူကူရတဲ့ပြီအဲ့ဒီလိုမျိုးစကားတွေကိုအများတန်းပြောနေအထဲတွေက sales တွေကကြောင်းလာအရင်တော့ရုပ်ကြီးချက်အဟောင်းကငွေဆိုတော့လွယ်လွယ်ရှာလို့မရဘူးဆိုရဲအဲ့ဒီအကျော်တွေအဲ့ဒီ sales တွေအထဲတွေမှာရှိတဲ့အရာတွေမတိစိတ်ကပြောင်းလာငါဘာဖြစ်လာလဲဆိုတော့အော် तू ကငွေကိုတပည့်ရှာလို့ရပါလားအဲ့ဒီအချိန်မှာငွေကိုလွယ်လွယ်ကူကူရှာဖို့အတွက်အရှင်းမြင့်တွေအပွင့်လန်းတွေအခွင့်အရေးတွေ အဲ့ဒီအရာကြီး universe ကအော်တိုပို့ပြီးငွေလွယ်လွယ်ကူကူရအောင်အဲ့တော့ကျမတို့ကကေဘကအရာကြီးကြောင်းနေတဲ့လူပဲကျမတို့ရဲ့ယုံကြည်ချက်အဟောင်းတွေကိုကြောင်းဖို့တို့ရဲ့အဲ့တော့ဒီနဲ့ချက်ကကိုယ့်အဖို့ယုံကြည်သူများယုံကြည်အောင်ပြီးဆောက်ကိုယ့်အဖို့ယုံကြည်ပြီးရင်သူများတွေကိုယ့်ကိုယုံကြည်အောင်ပြီးဆောက်ဒါဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ဝင်ငွေလမ်းကြောင်းဟန်ကြီးဖို့လွယ်ကူပါတယ်ယေရှုတင်